စကိုင်းမြို့အနီးကိုပဟိုပြုပြီးအင်အား9.8ရှိတဲ့အင်အားပြင်းငလျင်မတ်လ28ရက်နေ့မော်လဘိုင်မှာလုခတ်ခဲ့တာကြောင့်မြန်မာနိုင်ငံတဝမ်းမှာလူရောက်90ထပ်မံတေဆုံးခဲ့တယ်လို့ DV ကကြောက်ယူထားတဲ့ကနအူးစီးရင်တွေရသိရပါတယ်ငလေးတန်တက်ရောက်တဲ့ဒေသတွေကိုအရေးပေါ်အခြေအနေကြီးညာထားပြီးကုညီကယ်ဆယ်ရေးလိုအပ်နေပါတယ်ဒီအကြောင်းကိုသီရိကစူးစီးပြီးပြောပြပေးမှာပါရှင်မတ်လ28ရက်နေ့မြန်မာစံတော်ချိန်မွန်လွဲတနင်္ဂနွေဝင်းချိန်မှာ အင်အား9.9ခုနှစ်ရစ်တာစကေးရှိတဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့အတွက်မြန်မာနိုင်ငံအနှံ့လူထိခိုက်ဒေဆုံးမှုများခဲ့ပြီးအထက်မြင့်အစာဦးများစွာလည်းပြိုကျပျက်စီးခဲ့ပါတယ်။သခိုင်းမျိုးအနည်းကိုဗဟိုပြုပြီးအင်အား9.9ခုနှစ်ရှိအင်အားပြင်းလှုပ်ခတ်ခဲ့တဲ့ငလျင်တစ်ခုဖြစ်တဲ့အကြောင်းအမေရိကဘူမိဗေဒလေ့လာရေးဌာနကထုတ်ပြန်ထားပါတယ်။မန္တလေးမြို့ရဲ့အထင်ကရကျက်တရေဆောင်ဖြစ်တဲ့မဟာမြတ်မုဏိဖရာမဟုတ်ဦးပြိုကျသွားခဲ့တယ်လို့မဆိုးရိမ်ယက္ခိတအကြောင်းရွှေဘုံရှိန်ပလီမန္တလေးတက္ကသိုလ် ဈေးရုံဈေးကန်တွေနဲ့ဟိုတယ်တွေပြိုကျပျက်စီးခဲ့ပါတယ်။ထိခိုက်မှုတွေရှိပေမဲ့တည်ဆုံမှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးဘူးလို့မန္တလေးမြို့ကန်တူကပြောပါတယ်။ထိခိုက်တာတွေကတော်တော်များတယ်မြို့တော်ဝက်ကျော်ကျော်55ကြာခိုင်နှုန်းတော့ပျက်စီးတယ်လို့ခန့်မှန်းရတယ်။တိုက်ကျစားတဲ့အဲမှာ အလုံးလိုက်ပြူသွားတဲ့အချိန်မှာလူတွေတောက်ရှိလာရလည်းရှိခမန်းကြီး90နဲ့100ကြားထဲမှာရှိလောက်တယ်မြို့လုံးကတော့အခုလမ်းပေါ်မှာပဲအကုန်ဖတ်ပြီးနေနေကြတယ်တချို့ကကြတော့ဖျားတွေပလီတွေဖတ်တင်ကျောင်းတွေထဲမှာကော်လုံးကွင်းတွေထဲမှာရွှေ့ပြီးနေနေတာရှိတယ်ဒီစရာအခုကြီးလုံးနေတာကြီးပဲလေရက်ွက်တိုင်းရက်ွက်တိုင်းမှာအဲ့လုံးလိုက်ပြူသွားအလားတူပဲနောက်ထပ်ထိခိုက်ပျက်စီးမှုအများဆုံးဒေသတစ်ခုဖြစ်တဲ့စကိုင်းတိုင်းမှာလည်းငလင်ကျောက်စကိုင်းတရာဟောင်းပြိုကျခဲ့ပြီး တရားသည့်နေရအကွဲသွားတဲ့အတွက်ဖြတ်တန်းသွားလာခွင့်ပိတ်ပင်ထားပါတယ်။သခိုင်းမျိုးဝသောတာပန်ရက်ကွက်မှာအထက်မြင့်တိုက်ပြိုကျမှုကြောင့်လူနှစ်ယောက်သေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိနေပါတယ်။စကားမျိုးတော့တော့ပိုင်ရကွာကအခြေအနေကတော့လူငယ်ရောကတော့တိတ်သွားရပါတော့တိုက်ပြီးပြီးတော့ဒီစာတင်လိုက်ရကွင်လေးလည်းပြိမိနေရကြတဲ့အပြည့်စည်းသတော်များတင်းချွတ်မအောင်ဖရာတော့ရှစ်ပနကိုင်းတော့အဲ့ဒီဖရာလေးအကုန်ဒီလိုလိုက်လို့လောဆက်တက်လို့ကိုမရသေးဘူးပေါ့နော်အိမ်ကိုလည်းတွားလို့မရဘူးတဲ့လမ်းမှာအပြည့်စည်းတွေအကုန်ပိတ်နေတဲ့အခါကျတော့ တို့အဲလွတ်တဲ့နေရာမှာပဲဖုံးချောင်းထဲမှာပဲနေရရပေါ့နော်မြို့ထဲကပေါ့နော်အဲဌာနစ်ကစတင်ချောင်းနေတဲ့ပြူတယ်ကျမတွေလည်းလူတွေပြိမိရရောရှမ်းပြည်တောင်ပိုင်းအောင်ပန်းမြို့မှာလည်းအောင်ပန်းဟိုတယ်ပြိုကျခဲ့တဲ့အတွက်လူဆက်တယောက်တည်ဆုံးခဲ့ပြီးအများအပြားပြိမိနေရလို့ဒေသခံတို့က DBB ကိုပြောပါတယ်ဆော်ဦးက၈ထပ်လောက်ရှိတယ်သူကအကုန်လုံးပြိုသွားတာကြီးအဲမှာဘယ်လိုလုပ်ဘာမှမတိရသေးဘူးကြာတင်းနေတာဘိုးတော်ကယ်ဆယ်တယ်လို့နေတယ်ဟာ အဲ့တော့တိတိကျကျဘာတိရသေးဘူးဗျာကျွန်တော်လည်းသူကလည်းသူကဒီလိုနေလေဘိန်းချလို့ကမနဲ့ဘိန်းချုံတော့တော်တော်များတော့ဟိုတဲ့ဒါနေလေဘိန်းချော်ခီးသွားနေတာအပြင်လေတက်နေတာများတော့ကျွန်တော်အောင်မတော်တော်ဆူတယ်ဒီလိုပွင့်ယုံလေးဘာတွေညာတွေတိုက်စားနည်းနည်းရင်းတော့ဖြစ်တာဟာဒီနေဟာလေပေါ့ခုမှပေါ့ဒါအပြင်ငလင်တန်ကြောက်အောင်ပန်းမျိုးကသားမိုင်းခမ်းရွှေချမ်းသာဖရာရဲ့အုတ်တိုင်ပြိုကျသွားခဲ့ပြီးနေရင်ဆောက်ဦးချို့လည်းထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါဗျ။ရှမ်းပြည်နယ်ညောင်ရွှေမြို့အင်းလေးဒေသ ဟဲရရွာမနဲ့ဇရက်ကြီးမှာငလင်တကြောင်လူလေးဦးတေဆုံးခဲ့ပြီးဖောင်တော်ဦးဖျားဇရက်ကြီးကြောင့်လည်းပျက်စီးခဲ့တယ်လို့သိရပါဗျ။ ောမှာကျတော့ဘုံကြီးကျောင်းဆေးရောင်းကြီးရပေါ့နော်ရှစ်ကျောင်းခုကျောင်းလောကတော့အကုန်လုံးတော်တော်လေးဟိုအပြည့်အစုံများတယ်ဗျဒီဘာတွေမှာရှိတဲ့အိမ်အိမ်ရှိခေါင်းလင်းရှိတဲ့ဟာတွေလည်းအကုန်လုံးပြည့်စုံကြတယ်ဗျအချို့အိမ်တွေဆိုလုံးဝပြုတ်လေတော့ရရှိတယ်ဗျအဲ့လိုမျိုးဆက်ဆုံးမဲ့လို့တကယ်တွေ့ထားလို့လေအကုန်လုံးကကိုယ့်အိမ်မှာမနေရကြဘူးအဲ့လိုကွန်ပြင့်နေမှာပဲအကုန်လုံးပဲဆူပြီးတော့အခုလက်ရှိတော့နေနေစေအဲ့လိုပဲနေနေကြတယ်လမ်းတွေအကစားတကားတွေအကစားအကုန်ပြည့်စုံကုန်တော့ဘူးအကုန်လုံးနောက်ထပ်စုံစမ်းရတဲ့ထိခိုက်သေးဆုံးမှုတစ်ခုကတော့ဘကိုးတိုင်းဖြူးမြုပ်မှာလဲ ငလင်ကြောက်အဆောက်အဦပြိုကျတာတွေရှိခဲ့ပြီးလူထိခိုက်ဒေဆုံးတာတွေလည်းရှိခဲ့ပါတယ်။ဖြူမြို့ဘူရာမြောက်ရက်ကွက်အတွင်းငလင်ကြောက်လူနေအိမ်တစ်လုံးပြိုကျခဲ့တဲ့အတွက်မိသားစုဝင်6ယောက်ထဲက4ယောက်ဒေဆုံးပြီး1ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ဖြူမြို့အတွင်းငလင်တန်းကြောက်မိသက်ရေစင်တက်တန်းရင်ရုပ်ရှင်ရုံတို့အပါအဝင်အဆောက်အဦများပြားပြိုကျပျက်စီးတာတွေရှိခဲ့တယ်လို့ဒေဆုံးမှုတွေလည်းထပ်ရှိနေသေးတယ်လို့ဆိုပါတယ်။ဒီကနေ့မတ်လ28ရက်နေ့တောက်ကြနေ့ဟာအစ္စလာမ်ဘာသာဝင်တို့ဖျားဝတ်ပြုတဲ့နေ့ဖြစ်ပြီး ငလျင်လောက်ခတ်တဲ့မွန်လွဲ့တနင်္လာအချိန်ဟာအစ္စလမ်ဘာသာဝင်တွေဝတ်ပြုတဲ့အချိန်ဖြစ်တာကြောင့်နိုင်ငံအနှံ့ဗလီ၁၈ခုတည်းမှနေပျက်စီးရတဲ့အတွက်ဝတ်ပြုသူတွေလည်းထိခိုက်သေဆုံးမှုတွေများခဲ့တယ်လို့ဒေသခံတွေနဲ့ဘာသာရေးအသင်းအဖွဲ့တွေရဲ့စုစည်းဖော်ပြချက်တွေအရသိရပါတယ်။ဒီချက်လက်တွေကိုတော့ DBB ကတိကျအတည်ပြုဖို့စ조사နေစေပါ။စစ်ကောင်စီဘက်ကတော့စကိုင်းမန္တလေးမကွေးနဲ့ရှမ်းပြည်နယ်နေပြည်တော်ပဲခူးတို့မှာငလင်တန်တဲ့နေရာတွေကိုအရေးပေါ်အခြေအနေဖြစ်ကြေညာခဲ့ပါတယ်။ စကိုင်းမြို့အနီးကိုဗဟိုပြုတ်ပြီးလှုပ်ခတ်ခဲ့တဲ့ပြင်းအားရစ်ချတာစကိတ်9.8ရှိငလင်ဟာနှစ်ပေါင်း100ကျော်အတွင်းအပြင်းထန်ဆုံးငလင်ဖြစ်ပြီး နောက်ဆက်တွဲငလင်တွေဆက်လာနိုင်တယ်လို့မြန်မာနိုင်ငံမြေငရင်ကောမဒီအတွင်းရမှုတာဝန်ထမ်းဆောင်ခဲ့ဘူးသူမျိုးသားညီညွတ်ရေးအစိုးရလျှက်စစ်နယ်စွမ်းအင်ဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးစိုးသူရထွန်းကလည်းဒီပီပီရဲ့မေးမြန်းချက်ကိုပြန်လည်တုံ့သက်ပြောဆိုပါရယ်လက်ရှိမှာတော့ငလင်ကြောင့်နိုင်ငံနေရာအတော်များများမှာမိုင်းတဲစင်ကတ်ကလွယ်လို့ဖုန်းလိုင်းဆက်သွယ်မှုတွေလည်းပြတ်တောက်နေပါရယ် ငလင်ဘူဟိုချက်ဟာမြန်မာနိုင်ငံစကိုင်းမြို့နဲ့12ကီလိုမီတာအကွာမှာဖြစ်ပြီးဘင်္ဂလားဒေ့ရှ်အိန္ဒိယလာအိုထိုင်းနဲ့တရုတ်တို့မှာလည်းထိခိုက်မှုတွေရှိခဲ့တယ်လို့သိရပါဗျ။ဒီမှာဒီပါ